ကျော်စာဝင်းရဲ့ Vedas ကစားသမားဘဝပထမဆုံးပွဲအောင်မြင်မလားဘောရလုံးဝင်းမင်္ဂလာပါခင်ဗျာကျွန်တော်ကိုအမ်ပါ Queen Sports ကနေပြန်လည်ပြီးတော့ကြိုးဆိုပါရစေ Vedas ဒီမှာလေးကြည့်နေမြန်မာ fighter ကျော်စာဝင်းရဲ့ပထမခြေလှမ်းကိုစတင်ပြီးတော့မြင်တွေ့ရပါတော့မယ်နိုဝင်ဘာလ22ရက်နေ့လုံမီကွင်းမှာကျင်းပမယ့် Super Fight ပွဲစဉ်မှာ Thai fighter နဲ့ရှင်ပြိုင်သွားမှာပါကျော်စာဝင်းကမြန်မာပြည်သက်ဝင်းရမှုအားကောင်းတဲ့ဇာမတယောက်ဖြစ်တဲ့ ပြည်ရင်းရိုးရာလက်ဝဲပေတံနဲ့တိုင်းရင်ကြော်စာဝင်းနေနဲ့ top 3တဲမဟုတ်တော့ top 5တဲကိုတေချာပေါက်ထဲကိုထည့်ရမယ်ကစားမှာပါပြည်ရင်းနောက်ဆုံးပွဲတွေမှာထွန်းထွန်းမင်းကိုရှုံးထားခဲ့တယ်အဲနောက်ပြီးခဲ့တဲ့ဇူလိုင်လဝင်းကျင်လောက်ကဘန်ကောက်ကိုရောက်လာပြီးတော့ Fedex Club မှာနေထိုင်ရင်းနဲ့လေ့ကျင့်နေတာ9လဝင်းကျင်အချိန်ကြာနေခဲ့ပါပြီ Fedex Club မှာနေထိုင်ရင်းနဲ့လေ့ကျင့်နေတာ9လဝင်းကျင်အချိန်ရှိနေခဲ့ပါပြီကြော်စာဝင်းကမြန်မာပြည်သက်တွေဝင်ရမှုအားကောင်းတဲ့ပြင်ထိုင်းပြည်သက်တွေရဲ့အောင်ဆိုင်တာကိုလည်းခံရရသူဖြစ်ပါတယ် ကျော်သာဝင်းရဲ့ပွဲတင်ကိုမျှော်နေကြတဲ့ပရိသတ်တွေလည်းအများကြီးရှိနေပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ31ရက်နေ့ကကျင်းပခဲ့တဲ့ One Friday Fight ပွဲစဉ်မှာကျော်သာဝင်းပါလာမဲဆိုတဲ့သတင်းကလည်းထွက်ပေါ်လို့လာခဲ့ပါသေးတယ်။တကယ်တမ်းလည်းကျော်သာဝင်းက One Friday Fight 131မှာပွဲစဉ်တွဲဆိုင်ရရှိခဲ့လို့သိရပါတယ်။ဒါပေမဲ့အဲ့ဒီတွဲဆိုင်ကကျော်သာဝင်းကြောင့်ပဲပြတ်သွားခဲ့ရပါတယ်။လေချင်းနဲ့ကြော်သာဝင်းတန်ရာအနေငယ်ရရှိခဲ့တာကြောင့်ပွဲပြတ်ခဲ့တာလို့သိရပါတယ်။အဲလိုအချိန်ကနေကြော်သာဝင်းရဲ့တွဲဆိုင်ကလုံမနီစူပါဖိုက်ပွဲစဉ်မှာပါဝင်လာခဲ့တာဖြစ်ပါတယ်။ ရိသတ်တွေအတွက်တော့ဒီအခြေအနေကြောင့်အံ့အားသင့်ခဲ့တယ်လို့ပြောရပါလိမ့်မယ်။နောက်ပြီးတော့မချင်မရဲအားမလို့အားမြဖြစ်ကြမှာလည်းအမှန်ပါ။ဘာကြောင့်လဲဆိုကျော်ဆောင်ဝင်းပရိသတ်တွေကကျော်ဆောင်ဝင်းကိုဝမ်းမှာမြင်ကျင်ကြလို့ပါပဲ။ကျော်ဆောင်ဝင်းကိုယ်တိုင်ကလည်းဝမ်းမှာချန်ပီယံတန်းထီကိုရှောက်လန်းမှုရည်မှန်းချက်ကြီးထားသူဖြစ်ပါလိမ့်။စင်သားဆရာကကျော်ဆောင်ဝင်းနဲ့ Fairtest အနေနဲ့မှုတ်ပဲဝမ်းမှုတ်တဲ့ပွဲစဉ်တစ်ခုကိုလက်ခံထိုးသတ်ဖို့ဘာကြောင့်ဆုံးဖြတ်ခဲ့လဲဆိုရင်မေကွန်ပေါ်လာခဲ့ပါလိမ့်။ပရမချက်ကဝမ်းနေတဲ့ကျော်သားဝင်းကိုနိုဝင်ဘာဒါမှမဟုတ်ဒီဇင်ဘာမှာပွဲပြန်ပေးဖို့အခြေအနေနည်းနေတယ် အကြောင်းမျိုးကြောင့်ပွဲပြတဲ့ကစားမတွေကိုဝမ်းနေတဲ့ချက်ချင်းပွဲပြန်ပေးလို့မရှိပါဘူးသူဖြင့်မျက်နှာသိကစားမတွေတွတ်ဆိုပို့ပြီးတော့ဆိုးပါသေးတယ်ကျော်တော်ဝင်းနေနဲ့ဝမ်းမှာပြန်ထိုးသက်ခွင့်ရဖို့က2026အထိရောက်သွားနိုင်တဲ့နေသားမျိုးမှာဖြစ်လာခဲ့ပါတယ်ကျော်တော်ဝင်းနဲ့ Fairtrade ကကြည့်တော့လေအဲ့လောက်ထိပွဲဝေးခြင်းမုံမရဘူးအချင်းယူပြီးတော့ဝိတ်ချထားတာတွေပြင်းထန်ထန်လေးကျင်ထားတာတွေက9လလောက်ရှိနေပါပြီဝမ်းလောက်ပွဲမကျက်တဲ့ကျော်တော်ဝင်းတော်လည်းဖီးအားအနေငယ်ရော့တယ်လော်မနီစူပါ5မှာရှင်ပြိုင်မှုရွေးချယ်ခဲ့ပုံရပါတယ် ကျော်တော်ဝင်းနေနဲ့ပြည်တွင်းရိုးရာလက်ဝေးပွဲထိုးသက်စဉ်က open way ဖြစ်ကစားခဲ့ပြီးတော့သူကို၄ချိန်က80 85ကီလိုလောက်ရှိတော့တတိထားမိခဲ့ပါလိမ့် fedest ချိန်ကိုရောက်ဆမှာလဲကျော်တော်ဝင်းနေနဲ့81ကီလိုဝင်းချိန်မှာရှိနေရပါအဲ့အနေထားနေကျော်တော်ဝင်းက9လဝင်းချိန်မှာ10ကီလိုလောက်ဝိတ်ချထားခဲ့ပါလိမ့်ကျော်တော်ဝင်းနေနဲ့သူအရန်မောင်းနဲ့ကိုင်းညီမဲ့ one fly weight 135ပေါင်တန်းတော့ရည်ရွယ်ပြင်ဆင်နေတာဖြစ်ပါလိမ့် open way မှာကျင်လည်ခဲ့တဲ့ကျော်တော်ဝင်းဝိတ်ချရှင်းပြချိန်မှာအဆင်ပြေပါမလား ရိုးရံကနေမွေထိုင်းအောင်ကူးပြောင်းမှာကြော်စာဝင်းအသားကြပါမလားဆိုတာကိုတော့လာမယ့်နိုဝင်ဘာ22ရက်နေ့မှာစောင့်ကြည့်ရင်ခုံရတော့မှာဖြစ်ပါလေ Fedex နဲ့ Lenin စာချုပ်နဲ့ option 6နဲ့တတန်းတိုးဆိုစုစုပေါင်းအများဆုံး10နှစ်ထိကြော်စာဝင်းအခွင့်ရထားခဲ့ပါလေစာချုပ်ရ visa insurance နေထိုင်စားသောက်ရေးနဲ့ training ဈေးတွေအားလုံးကို Fedex ကအလုံးစုံအကုန်ကျခံထားပါသေးတယ်ကြော်စာဝင်းကဝမ်းမှာမထိုးရသေးလဲညှော်လင့်ချက်မြင်မာနေတဲ့ fighter ပါ